မင်္ဂလာပါရှင်။မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထင်တိုင်းမပေါက်ဖြစ်လာသောစစ်အုပ်စုဤတံပြန်ထိုးစဉ်။နေပြည်တော်ဥတ္တရသီရီမြို့နယ်နှင့်တပ်ကုန်းမြို့အကြားစစ်တပ်စခန်းကို PLA ကအခွင့်ရောက်စီးနှင်ပြီးနေပြည်တော်ဝင်းကျင်အထက် PLA ကရောက်ရှိနေရာယူထားသည်ဟုပြည်သူ့လွတ်မြောက်ရေးတမတော် PLA အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်ကအတည်ပြုလာခဲ့ပါသည်။ စေအုစုတက်များအဖို့ရှေးတန်းဆို၍ဝေးဝေးလလန်သွားစရာမလိုတော့လက်တကန်းအကွာတို့ရောက်ရှိလာပြီဖြစ်ပါတယ်။ရခိုအခန်း KNU နှင့်ပူးပေါင်းတပ်ဖွဲ့များသည့်တနင်္သာရီတိုင်းအတွင်းရှိနေကြားမြို့ဖြစ်သောမောတောင်ကို၄ရက်ကြာထိုးစစ်ဆင်ပြီးသိမ်းယူနိုင်ခဲ့သဖြင့်စစ်တုံးပန်းအမြောက်များနှင့်လက်နက်ခဲယမ်းများကိုတောင်ပုံရပုံရရှိသွားခဲ့ပါတယ်။ထိုးတိုက်ပွဲတွင်ယာယီတရင်မှုနှင့်အုတ်ချုပ်ရေးဖွင့်တမ်းများစုစုပေါင်း60ခန့်ထိုင်းဘက်သို့ခိုးလုံယုံထွက်ပြေးသွားခဲ့ပါတယ်။ မောတောင်တီရခိုင်မြိတ်ခရိုင် KNU ဌာနချုပ်အဖြစ်တရှိကရမှ1990တွင်လက်လွတ်ခဲ့ရခြင်းဖြစ်သည်ဟုသိရပါသည်။နေဆက်ကုံသွဲရေးအထွတ်သာမကမဟာဗျူဟာအရာရေးပါသောမျိုးလေးဖြစ်ပါသည်။နိုင်ငံအလေပိုင်းတွင်လည်းကံဘလူနှင့်ခင်ဦးအကြာစစ်ကြောင်းထိုးဝင်ရောက်လာသောအင်အားတရာခန့်ရှိစေုပ်စုတပ်များကိုပြည်သူ့ကာကွယ်ရေးတပ်များကရှားဖြတ်တိုက်ခိုက်ရန်စစ်ကြောင်းမှုအပါအဝင်50ခန့်ထိဆုံးပြီးဖျော်ဖျဲနှင့်တပ်ပြက်ဆုတ်ခွာသွားကြရပြန်သည်။ အဆိုပါသတင်းများသည်စစ်အုပ်စုများအသာရသွားနိုင်တယ်လို့ဟုယူဆနေကြသည့်ပြည်သူများအတွက်အားတက်ဖွယ်သတင်းများဖြစ်လာရသည်စစ်အုပ်စုသည်တရုတ်ဤကျေးဇူးဖြင့်ရှမ်းမြောက်ဒေသတွင်အသက်ရှူချောင်းသွားပြီးရခိုင်နှင့်နိုင်ငံအလယ်ပိုင်းတွင်တံပြန်ထိုးစစ်ဆင်ရန်တပ်များကိုထုံနှုတ်အုံပြုခွင့်ရရှိသွားတော်လဲယခုထိ၎င်းတို့၏ထိုးစစ်သည်မိတို့များထိရောက်မှုမရှိပင်အချို့နေရာများတွင်ရိုက်ထိုးခံရသည့်အထိဖြစ်လာနေသည်ကိုတွေ့ရသည်ဟုမြန်မာနောင်ကသုံးသပ်ထားပါသည် မိုးကုတ်ကိုဝိုင်းပတ်ထားသည့်မရရသပိတ်ချင်းနှင့်စင်ကူးမျိုးနယ်များကိုအ धिक ဦးတည်လာနေသည့်ရခိုအကောင်မရရမျိုးနယ်တဝက်ကျော်ကျော်ကိုစေအုပ်စုကထိန်းချုပ်နိုင်ခဲ့သည့်၎င်းတို့ရှစ်တိုးမလာနိုင်ရန်ပြည်သူ့ကာကွယ်ရေးတပ်များကအစွမ်းကုန်ခုခံလျက်ရှိနေသည့်ရွှေကောက်ပွဲမတိုင်မီမန္တလေးတိုင်းအတွင်ရှိအနည်းဆုံးမျိုးစိန်မျိုးကိုပြန်လည်ထိန်းချုပ်နိုင်ရန်လေချောင်းပစ်ကူဖြင့်ကြိုးပမ်းလာခြင်းဖြစ်သည့်စီအိုစုတင်ချင်းပြည်နယ်တွင်လေဟာခါနှင့်တိတိမျိုးများသာထိန်းချုပ်ထားနိုင်သည့်အတွက်ရက်ကူအခါထန်တလန်တွန်းဆန်း ်ဖလန်တို့ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေသည်။ကရင်ပြည်တွင်လည်းမိုးပြေဖဲ့ကုန်တဝက်တန်ပြန်ထိုးစစ်များဆင်နွှဲလျက်ရှိသည်။အကယ်၍မျိုးရွာများကိုပြန်သိမ်းနိုင်သည့်ဆိုစေအောင်မဲပေးမည်လူထုကထွက်ပြေးတိမ်းရှောင်နေကြရ၍ရှာမရဖြစ်နေသည့်ပြဿနာနှင့်ရင်ဆိုင်လာရသည်။ရခိုင်ပြည်နယ်ရှိမြို့ပေါင်း၁၄မြို့ကိုသိမ်းယူထားပြီးဖြစ်သောအရက်ကတပ်ဖွဲ့များသည်အရာဝတီမကွေဘကိုးနယ်စပ်များတွင်စိုက်ပျက်အပြင်းထန်ထိုးစစ်ဆင်လျက်ရှိသည်အတင်းအဓမ္မစစ်ထဲသွင်းခံရသူများလည်းအခွင့်ရသည့်နှင့်ထွက်ပြေးနေကြသည် ထို့အတွက်ကြောင့်လည်းလေကြောင်းမှမြေမြပင်စစ်ကူပေးနေတော့လေရေပြင်တပ်များကရှေ့မတိုးနိုင်ဖြစ်နေပြီးထင်းတိုင်းမပေါက်ဖြစ်နေသည်စေအိုစုစည်ရေးချက်တွင်လာမှုသည်ဒေါ်လာရေးတက်များဤထိန်းချုပ်နေမည်အနည်းအထားပြမြေပုံကိုယခုထိတိတိတသာပြောင်းလဲနိုင်ခြင်းမရှိပဲတည်ယူနိုင်ခဲ့သောမျိုးများတွင်လည်းတညာအခြေဆက်ရစက္ကန့်အပြင်ကိုတိတ်ပြီးထွက်နိုင်ခြင်းမျိုးမရှိဟုနိုင်ငံအနှံ့ရှိတော်လရေးတက်များကတညီတညွတ်ထဲမှတ်ချက်ချခဲ့ကြသည် ၎င်းတို့နေရာအနှံ့ဖြန့်ချဲ၍စစ်ကြောင်းထိုးလာခြင်းသည်တော်လန်ရေးတပ်များအားမြို့သူများတက်ရောက်မှုမရှိပင်အရက်သားများသာဒုက္ခပင်လယ်ဝေပြီးအသက်အန္တရာယ်ထိခိုက်နေကြရသည်ဟုမြန်မာနောင်ကဆိုပါရယ်စစ်ပွဲများသည်နေမြေသိမ်းပိုက်နိုင်ဖို့ထက်ဇွဲမှန်နှင့်ခန္ဓာရည်ကိုစမ်းသပ်ရှင်ပြန်ရမည်အဆင့်ကူးပြောင်းလာနေသည်ထိုးပွဲတွင်တော့စစ်အုပ်စုသည်ရေရှည်တွင်ပြည်သူ့ပတ်တော်သားများကိုမြို့သူများရှင်နိုင်မည်မဟုတ်မင်းအောင်လိုက်သည်ယခုအခါဖအံမျိုးတို့ရောက်ရှိလာရန်စောချစ်သူနှင့်လှုပ်ဝက်တွေ့ဆုံပြီး ၎င်းတို့ထံလာရောက်ခိုလုံဖို့နားချရမည်ဟုယူဆရသည်အကယ်၍အမေရိကန်၏ဖာမာတင်မှဖန်စီရမည်သွားပါကဂျာဖျက်နှင့်စစ်အုပ်စုတို့မြင်းများအတိုင်းတာတိပတ်သက်နေမည်ဆိုသည်ကဘူးပေါ်သလိုပေါ်သွားနိုင်ပြီးဗနီဇွဲလားတမရကဲ့သို့ပင်ထရမ့်မှစူကြီးများထုတ်လာသည့်အထိကြော်မကောင်ကြာမကောင်ဖြစ်ချေတော်မည်အမေရိကန်ခရိုင်တရားသူကြီးမိုက်ကယ်ဟာဘီကလည်းဖျားသုံးစုနေမည်အတွင်ရှိစတာလင်ဂျိုရူးနှင့်ဆက်သွယ်ရဗဟုချက်ကိုဟူအားဒိန်စီယန်ဝရန်ထုတ်ပြန်ပြီးခဲ့သည် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်ကြီးဦးကျော်မိုးထွန်းမှလည်းမင်းအောင်လိုင်ကိုဖန်ဝရန်အမြန်ထုတ်ပေးရန် ICCR တောင်းဆိုကြောင်းနိုဝင်ဘာ17ရက်ကုလထွေထွေညီလာခံတွင်ပြောဆိုသွားခဲ့သည်ဆလပီဖြူမြို့နယ်နှင့်နတလင်မြို့နယ်တို့တွင်စစ်မှုတန်းအပတ်စဉ်၁၉အတွက်လူလူတီဟုဆိုကလူငယ်များကိုညာတွင်ကျင်းလိုက်လံဖမ်းဆီးပြီးစစ်တင်တန်းကြောင်းပို့ရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းဖြူမြို့နယ်နှင့်နတလင်မြို့နယ်တို့တွင်စစ်မှုတန်းအပတ်စဉ်၁၉အတွက်လူလူတီဟုဆိုက လူငယ်များကိုညာတွင်ကျင်လိုက်လံဖမ်းဆီးပြီးစစ်မှုထမ်းတင်းတန်းကြောင့်တို့ပို့ဆောင်ခဲ့ကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘဆွေမျိုးများကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ14ရက်နေ့ညပိုင်းနတ်တလင်းမြို့ပေါ်တွင်စစ်တပ်ပြူစောတီနှင့်ထွေအုပ်များကယနေ့နိုဝင်ဘာလ16ရက်နေ့တွင်စတင်ဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်၁၉အတွက်လူလိုသည်ဟုဆိုကာကားများဖြင့်မြို့ကိုလှည့်လည်၍နေအိမ်များနှင့်လမ်းမများပေါ်မှလူငယ်များကိုဆွဲခေါ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ရှင်းတောင်စစ်ကားကြီးတစည်းစာအပြည့်လူငယ်များကိုလှည့်ပတ်ဖမ်းဆီးပြီးနောက်ချက်ချင်းစုတလို့စစ်သားစုဆောင်ရေးတပ်တို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။နယ်တလင်းမှာနိုဝင်ဘာလ14ရက်နေ့ညနေပိုင်းစစ်တပ်နဲ့ပြူစောထိပ်တွေကပေါ်တာဝင်ဆွဲတဲ့ဂျမားရဲ့မောင်အရင်ရဲ့တဝမ်ခွဲမောင်ရဲ့ပါသွားတယ်။နိုဝင်ဘာလ14ရက်နေ့ဖမ်းနေနိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာကားပေါ်တင်ပြီးတော့တခါတည်းစစ်မှုထမ်းတင်တဲ့ကြောင်းပို့တယ်။ ငွေနဲ့ရွေးဖို့လို့တော့မရတော့ဘူး။အပတ်စဉ်16ဖွင့်ဖို့ရက်ကတ်သွားတာရင်လူလိုတာရဲ့ကြောင့်ငွေနဲ့ရွေးခွင့်မပေးဘူး။မျိုးတဲကိုလှည့်ပတ်ပြီးဖော်တာဆွဲဖန်စီခေါ်သွားကြတာကားတစီလုံးအဖြစ်ရောပဲဟုဖန်စီခတ်လူငယ်တအူအမဖြစ်သူကသတင်းဌာနကိုပြောပါတယ်။အလားတူပကိုးတိုင်းဖြူးမြုံနယ်တွင်လည်းမျိုးနယ်စည်းမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူစော်မျိုးနောင်ဤအမိန်ဖြင့်စစ်မှုထမ်းအပတ်စဉ်16အတွက်လူလိုတဲ့ဖြင့်ညာတွင်ကျင်လိုက်လံရှာဖွေဖော်တာဆွဲဖန်စီမှုများလှောက်ဆောင်ခဲ့ကြောင်းလူငယ်အများပြဖန်စီခဲ့ရန်ကြောင်းသိရပါတယ်။ ထန်းကုန်းအုပ်ကြီးဝင်းကျော်သူဘူရာတောင်အုပ်ကြီးစံတတော်ဈေးရက်ွက်အုပ်ကြီးကိုပူဈေးယုံပိုင်ရာအိမ်မှုမင်းမင်းထွေးတို့အပြင်သူတို့ဘက်တော်သားကိုဖြစ်မင်းမင်းစောခခေါ်တော်တို့ကလူငယ်တွေကိုလှည့်ပတ်ဖမ်းပြီးစစ်မှုတန်းပို့ပါတယ်သူတို့အရန်ကိုတောင်းကြံဖမ်းဆီးမှုတွေလုပ်နေတာပါဟုဖြူမြို့ဒေသခံပြည်သူတို့ကပြောပါတယ်ယခုနိုဝင်ဘာလလယ်ပိုင်းမှာစတင်ဖွင့်လှစ်နေသည့် စစ်မှုထမ်းအပတ်စဉ်၁၉အတွင်းလူရရှိမှုနည်းပါးသဖြင့်စစ်တပ်ကအတင်းအကျပ်ပေါ်တာဆွဲဖန်ဆီးမှုများကိုအရှိန်အဟုန်ဖြင့်လှုံ့ဆော်လာနေပြီးနေအိမ်များလမ်းများပေါ်တွင်ပါနေရောညပါပေါ်တာဆွဲဖန်ဆီးမှုများဖြစ်ပေါ်လျက်ရှိကြောင်းရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးများတွင်ရှိနေသောခင်းထောက်တရင်ကွန်ရက်များထံမှသိရပါသည်။ဆက်လက်ပြီးဖရူဆိုနှင့်ဘောလက်ခဲမှတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ကယင်းနီပြည်နယ်ဖရူဆိုနဲ့ဘောလက်ခဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကယင်းနီစစ်ရေးတရင်ရင်းမြစ်နဲ့ရဲဘော်တို့ကပြောပါတယ်။ စေကောင်စီတရက်ထိုးစစ်ကိုဖူးကန်နေတဲ့ခရင်တီတပ်ပေါင်းစုတွေနဲ့မာခရော့ရှင်ခြေရွာအနီးတစ်ဝိုက်မှာနေစဉ်ထိတွေ့မှုဖြစ်နေတာလို့ဆိုပါတယ်။ဘော်လက်ခဲအဆက်ပဲပြောရမယ်။နေစဉ်ထိတွေ့မှုရှိတဲ့ထိတွေ့မှုကပြင်းထန်တယ်လို့ခရင်တီကောက်ွယ်ရေးရဲဘော်တအူကပြောပါတယ်။တိုက်ပွဲတွေမှာနှစ်ဖက်ထိခိုက်မှုရှိပြီးစစ်ကောင်စီတပ်အနီးနဲ့ဖရူဆိုဘော်လက်ခဲလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားနေတာမအောင်မြင်သေးဘူးလို့ခရင်တီစစ်ရေးတရင်ရင်းမြစ်ကအသိပေးပါတယ်။ တိုက်ပွဲတွေကဘိုးပြဲဘက်ရောဖေကုံဘက်မှာပါရှိတယ်။ဒါပေမဲ့ဖော်လက်ခင်းမှာတော့ဇက်တိုက်အခြေအနေပဲ။နောက်တစ်ခုကနမ်းမယ်ခုံမျိုးကိုလက်နဲ့ကြီးနဲ့ဇက်တိုက်ပစ်နေတယ်လို့၎င်းကပြောပါရယ်။ကြပြင်ဒီမော့ဆိုမျိုးနဲ့ဒေါငန်ခါနဲ့ပတူငန်ကြီးရွာဘက်မှာစစ်ကောင်စီတပ်ကချုံနဲ့ဇက်တိုက်တိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။ခီနီပီနယ်ဖရုဆုံထားလိန်နန်းဖေဘောလက်ခဲလမ်းမကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲဒီလမ်းမကြီးကိုနိုဝင်ဘာ6ရက်ကစပြီးခီနီအမျိုးသားများကောက်ွက်ရေးတန်း KMDF ကပိတ်ထားပါတယ်။ စစ်ကောင်စီကခရီးနီးပြည်နယ်မေဆင်ဖားဆောင်နဲ့ရှားတော်မြို့နယ်ကလွယ်လို့ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်းခရီးနီးပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်။